မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်စက်သားချိန်မယ်ဂျင်းချက်တမျိုးချက်တွင်ဒီတံပြားအသည်ထည့်ပြီးတော့စက်သားချိန်မယ်ချိန်ပြီးတော့အဲဖန်နာကင်မှာဖြစ်ပါတယ်လောလောဆယ်80သားဝင်လာပါတယ်ခင်ဗျာရင်မုံသားယူရင်မုံသားယူလည်းမြေ ချင်းချက်တဲ့ view ချက်တဲ့နေနဲ့ထောင်းမယ်ထောင်းပြီးတော့ AF နဲ့ကင်းမယ်အဲဆိုရင်စားရတယ်နူးညံ့မှုရှိတယ်အဆိုင်တန်ချက်လို့တော့အတိအနမတိကသွားနာတက်တာလားနမတိကသွားနာတက်တာလားအဆိုင်တန်ချက်လို့ရတာလေမြန်အချိန်ကုန်လဲတက်တာလေဗောနော် ါနော်ကြိတ်လိုက်တော့ငဖယ်ချင်းနဲ့တူတယ်နော်ဒါကတော့ဂျဲကြက်သွင်ဖြူကြက်သွင်နီးတံပြာတီဆာဆာကြတော့လည်းဖက်စားစွန်းဇွန်းတဝက်ပဲထင်ပါပါဒီဘက်ကတော့ကြက်သားမုံလေးဖြစ်ပါတယ်ဒါလေးကတော့ငရုတ်ကောင်းဘူးလေးဖြစ်ပါတယ်ခင်ဒါကတော့ဒါကတော့ကျက်တယ်ပြူကျက်တယ်နီချင်းထောင်းထားတာဖြစ်ပါတယ်ထည့်လိုက် အဲ့တော့တံပြာတိချမ်းဖြစ်ပါတယ်90သား90သားဆိုရင်တံပြာတိအနေတော်ပေါ့နော်တံပြာတိအနေတော်တလုံးလောက်ထင်ရတယ်အကြီးမရဘူးနော်အကြီးဆိုအရင်ချင်ဝမ်းမှာချင်လို့ချင်စားလို့အဆင်မပြေဘူးအဲ့တော့နှစ်ချမ်းပဲထည့်စားစားဖို့ကြတော့လက်ဖက်စားစွန်းစွန်းနဲ့တဝက်မစွန်းနဲ့တဝက်ပဲလက်ဖက်စားစွန်းတော့ထည့်မယ်အဲ့တော့ငွေကောင်းလေးထည့်လိုက်ငွေကောင်းလေး မြေကောင်းလေးလည်းတန်းထည့်လိုက်မယ်။ဟမ်မဆွေမကြီးစည်းတစည်းသာပဲ။ဒီလိုပြီ။ Okay, okay. လာမယ်နောက်တစ်မျိုးတက်သားမုံ။တက်သားမုံလည်းဒီထဲမှာမကြီးစည်းတစည်းသာပဲထဲမှာပို့ထည့်လို့မရဘူး။အမလီရဲ့နည်းလွန်သွားပြီလက်က။အင်းဟမ်ရရင်မမကြီးစည်းတစည်းသာပဲ။ဟာဟိုလက်အိတ်နဲ့နှဲမှရမှာ။လက်အိတ်နဲ့နှဲမှအဆင်ပြေမှာ။ အားရပါရနဲ့နဲ့အောင်နှင်မရမှာစမ်းကြည့်စမ်းကြည့်တကယ်ကောင်းလားနံပါတ်1သွားနာတက်တာတော့ကွာနံပါတ်2အချိန်ကုန်တက်တာတော့ကွာနံပါတ်3အစိုင်းတန်ချက်လောက်အားလဲငြင်းစံတော့ကွာအချက်အဓိကမင်းအချိန်ကုန်တက်တာတာပဲသွားနာတက်တာတာအဲ့ဒါဝတ်တန်ဖို့ရှိလားပြားရီပြားရီရသည်အဖုံးအဖုံးပိတ်ကလေးပါနော်ပလင်းအဖုံးပိတ်လေးနဲ့တဖုံးပြားရီပြားရီနော် ဖြည်းဖြည်းအပေါ်လေးကနေဆန်းလိုက်မယ်။ Okay ။အဲ့ဒါဆိုရင်တော့ကောင်းတဲ့အရသားလေးဖြစ်ပါလေ။ Very good ။မင်္ဂလာပါ။ရပြီ။ကြက်ကင်းရပါပြီခင်ဗျာ။အဲဖန်နဲ့กินထားတာပါ။အဲ့လိုအတုံးတုံးလေးတွေကိုတန်းလုတ်ထားလို့ရပါတယ်။ Okay ။ အဲ့ဒါဆိုရင်ကြက်ကင်ရအောင်ပါအဒီလိုကြက်ကင်လေးတွေစားမယ်ထမင်းရတော့ဒါကျွန်တော်ရဲ့ညစာပေါ့နော်ထမင်းကဒီလောက်ပဲစားပါတယ်လက်သီးစုပ်လက်သီးစုပ်တစ်စုပ်စားတော့ပဲစားဖြစ်တယ်ပေါ့လေအဲ့တော့ဒီလိုပုံစံပြောချင်တာလေးက message ပေးချင်တာဒီလိုပုံစံမျိုးလေးကြက်ကြက်သားကိုရင်မုံသားကိုကြိတ်မယ်ကြိတ်ပြီးတော့ဂျင်းကြက်သွင်းမျိုးကြက်သွင်းနေနေနဲ့ငရုတ်ကောင်းနေပြားရီလိုထည့်ပြီးတော့နှဲ့ပြီးတော့ကင်မယ်ဆိုလို့ရှိရင်နံပါတ်1နံပါတ်1ဘာကောင်းလဲဆိုတော့သွားနာသက်တာမယ်နံပါတ်2နော်အချိန်ကုန်သက်တာမယ် ။ဘာဖြစ်လို့လဲဆိုတော့ तू อ่ะကြိတ်လိုက်တဲ့ကနူးညံ့မှုဖြစ်သွားတာလေ။အားကြောင့်မင်းမြန်စားလို့အချိန်အချိန်ကုန်တက်တာလေပေါ့နော်။အဲဒီတော့ဒီနူးညံ့သွားတဲ့ခါကျတော့ဟိုအရန်ဟိုပျော့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 ပြီးတော့နူးညံ့သွားတဲ့ခါကျတော့စိုင်းတက်ချက်လောက်ကလည်းမြန်တာပေါ့ဗျာ။အဲမကြားတော့ကျွန်တော်ရဲ့စက်သားခင်ဖြစ်ပါတယ်။ Okay လှုပ်ရှားကြည့်နော်။အခုစက်သားခင်ရတဲ့အကြောင်းအရာအဲ့ဒါကြောင့်ပြန်မဝင်တဲ့ညီငယ်လေးတွေဆိုရင်အထူးတင့်တော်ပါတယ်လို့ကျွန်တော်ကတော့အကြံဉာဏ်လေးပေးချင်ပါတယ် ါဝိလောသမိုင်းလည်းထုံထုစွာပဲကိုယ့်ရဲ့တရက်တာစားမဲ့ဟာလေးကိုဒီပုံစံလေးကင်ပြီးတော့အာ20သားဆိုလဲ20သားပေါ့နော်15ချက်သား15ဆက်တိကတ်တဲ့ရင်မုံသားကြီးပဲလေအဲ့ဒီပုံစံလေးကိုအဲကြိတ်ပြီးတော့กินလို့ရှိရင်စားရတာနူးညံ့မှုရှိပါတယ်မရိုးသွားဘူးပေါ့နော်တခါတခါကြံ့လဲချက်သားကိုပြုတ်လိုက်ပြုတ်ပြီးတော့အဲအချင်းလေးနဲ့တုံဆိုင်နေအဆင်ပြေပါတယ် Okay လိုက်လို့ကြည်နော်อืมကောင်းပါ့ကွ ကောင်းပါကောင်းအရင်မောရတော့ဥပကမလို့ကြက်သားလုံးယုံကက်ကက်စားနေရတာတွားကြထူရတာနဲ့တွားရင်နာလာတော့လေအမကောင်းပြိုက်လေးနည်းနည်းထက်လိုက်တဲ့အတွက်မှွေးလဲမှွေးသွားတာပေါ့နော်အများကြီးတော့မရဘူးနည်းနည်းပဲထက်ရမှာပေါ့ အချုံမုံသားပြားလေးနည်းနည်းလေးတဲ့လေအဖုံးလေးနဲ့90သားဆိုတဖုံးလောက်ဆိုအဆင်ပြေအဲ့လိုနှဲနှဲကင်လိုက် very good အောင်းမှာ